ပြင်စမတင်္ဂယနာတွင် မင်းတို့မင်းကြီးလက်ထက်တွင်ဘုဒ္ဓသာသနာထွန်းကားသည် သာသနာအာဇာနည်ယဟန်တို့များများစွာ ပေါ်ပေါက်သည်ထိုအချိန်တွင်အောက်မြန်မာနိုင်ငံကိုအင်္ဂလိပ်နယ်ခြေသို့တင်းယူထားသည်တခါသောဗြိတိရှ်မြန်မာနိုင်ငံမှတန်ဖွဲ့ကောင်းဆောင်ကပိတိန်ဘေယာသည်ယရနာဘုံနေပြည်တော်သို့ရောက်ရှိလာသည်မင်းတို့မင်းကြီးထမောက်တို့လည်း မကြက်ခဏဝင်ရောက်ဖူးမျိုးခါစားသည်ကပတိန်ဖေရသည်မြမအမျိုးသမီးနှင့်အိမ်လုံးကြသည်မြမစာမြမစကားမြမယဉ်ကျေးမှုဒလီထုံးဆောင်နှင့်မြမစိတ်ဓာတ်ကိုကောင်းစွာလေးလာသိရှိသည်လက်လန်းမိသည်များဗုဒ္ဓစာပေချမ်းသာများကိုလည်းဖတ်ရှုလေ့လာသည်မြင့်ကြီးဖျားဗုဒ္ဓချမ်းသာများကိုလေ့လာဖတ်ရှုရာတွင်ကျွန်တော်မျိုးကြီးအဖို့မရှင်းလင်းသောအချက်များရှိနေပါသည် ရင်းပြဒနာများကိုရှင်းလင်းနားလည်အောင်ရှောက်ထားနိုင်ရန်အတွက်ကျမ်းဂန်နန်းဆာကျွမ်းကျင်သူပုဂ္ဂိုလ်အားမင်းပြတော်မူပါဖရာတနေ့ဒီကပတိဖေယားကမြန်မာမျိုးကြီးအားရှောက်ထားလေသည်ကောင်းပါပြီတန်ရမကြီးမနေ့ပြန်ညီလာခံချင်းကိုလာခဲ့ပါစာပေကျမ်းဂန်နန်းဆက်တော်ပုဂ္ဂိုလ်ကိုပင့်ဖိတ်ထားပါမယ်မင်းတို့မင်းကြီးကမိန်တော်မူသည်ကဲမင်းကြီးတို့ကပတိန်ဖရာသည်မြမမှုကိုလေးလာလိုက်စားပေတယ် ဗုဒ္ဓစာပေကိုလည်းစိတ်ဝင်စားလေ့လာသူဖြစ်ပေတယ်။၎င်းဆွေးနွေးမေးမြန်းဆွေးထားလို့တဲ့များကိုရှင်းမင်းဖြေဆိုနိုင်ပြီးပုဂ္ဂိုလ်ကိုစဉ်းစားရွေးချယ်ကြပါအောင်။မင်းတို့မင်းကြီးကမင်ကြားလေသည်။မိုးမညာလည်းအချင်းချင်းအီးမေးလ်တိုင်းနေကြပြီ။ထို့နောက်ဒင်းကစားဆရာတော်ဖရာကြီးနှင့်အသည့်လျော်ဆုံးမှဖရာကောင်းပြီဒါဆိုရင်ဆရာတော်ဖရာကြီးကိုမနှက်ဖြန်ညီလာကြရမည်ကြွားရောက်နိုင်အောင် စီစဉ်ဖိတ်ကြားထားကြပြီတော့ မှန်လားပါဖေ။ Not only do they miss la ဖေရသည်ညီလာခံအမိရောက်ရှိလာသည်မင်းတို့မင်းကြီးအားအဝေးကြီးမြန်မြောက်တလက်ဆက်တဲ့ရန်ယူလာသည်တင်ကစားဆရာတော်ဖေကြီးလည်းရောက်ရှိနေတော်မူလေသည်ဤတွင်မင်းတို့မင်းကြီးကတန်အမတ်ကြီးဖေရဗုဒ္ဓကျမ်းစာများမှ ရှင်းလင်းနားလျောင်မင်းရှုပ်လူတို့ပု္ပ္ပစာပြဒနာများကိုဆရာတော်ဖေကြီးကို မင်းရှုပ်ပြီးတော့ဟုမိန်ကြားတော်မူသည်တာမကြီးဖေရလည်းဆရာတော်ကတော့ပြီးလေအရှင်ဖေရကျင်းစာတဆောင်တွင်ဘုရားဟိအရတော်သည်တဆက်ရှိတောင်ရှိသည်ဟုဆိုပါသည်တဖန်ဘုရားသည် အလိုတော်ရှိလျင်ပရိခရာရှိပါနှင့်တကွာမုံငင်းစေတဲ့တွင်လွတ်လပ်စွာဇင်းကြံကြွနိုင်သည်ဟု ဆိုထားပါသည်တဘာဝအားဖြင့်ယုံနိုင်စရာမရှိပါဖျား ဆရာတော်ကတပည့်တော်နားလည်ရှင်းလင်းအောင်တာဒကဆောင်၍ရှင်းလင်းမြင့်ကြားတော်မူပါဖေ။တမကြီးဖေယားကယူသည်စွာရှင်းထားလေသည်။ဒင်းကစားဆရာတော်ကမစ္စတာဖေယားယူဆောင်လာတော့အဝေးကြီးမှန်ပြောင်းကိုကြည့်သည်။ထို့နောက်ချက်ချင်းပင်ကောင်းပါပြီတကားတော်။တကားတော်ယူဆောင်လာတော့အရာကမိသည့်အရာဖြစ်ပါသလဲ။မိသည့်အတွက်အသုံးပြုသောအရာဖြစ်ပါသလဲ။မှန်လားပါရှင်ဖေယား။ဤအရာကို အဝေးကြီးမှန်ပြောင်းဟုခေါ်ကြမှာဖျားဝိလန့်တော်အယက်ရှိအရာဝတ္ထုများကိုမိမိအနည်းတို့ရှိပြီးတကယ်တို့ကြည်နိုင်သည့်ကရိယာဖြစ်ကြမှာဖျားဟူ၍ပြန်လဲလျှောက်ထားလည်သည် ကောင်းပါပြီတကားတော်တင်းကြီးအဝေးကြီးမှန်ပြောင်းဖြင့်မန္တလေးတော်ကိုကြည်စမ်းပါကောင်းပါပြီဖျားတာမကြီးဖျားလေအဝေးကြီးမှန်ပြောင်းဖြင့်မန္တလေးတော်ကိုလမ်းရွေကြည့်သည်တွင်းမြင့်သမ ्या ကိုဆရာတော်အားလျှောက်ထားလည်သည် တကားတော့အဝီးကြီးမှန်ပြောင်းဤအဝါသည်စင်စစ်လက်သုံးသိမ့်များသာရှိပြီသည်မန္တလေးတောင်ကြီးနှင့်ဖျားဒဏ်ဆောင်များကိုတအပ်သေးချမြင်နိုင်အောင်ဆက်နိုင်သည်မှာအဖေချောင်းပါလေမှန်ပြောင်းအဝါကြီးလာ၍ပြီလောတကားမှန်ပြောင်းအဝါသည်ခြေလာခြင်းမရှိပါဖျားမှန်ပြောင်းရှိမန္တလေးတကူအစွမ်းချောင်းပါဖျားသာမကြီးဖျားက ယူသည်စွာဖြီချားလျှောက်ထားလေသည်ကောင်းလီစွာတကားတော့ဤမှန်ပြောင်းသည်တမက်အရာဝတ္ထုများသာဖြစ်ပေတယ်ကျွမ်းကျင်သည့်ပညာရှင်ဆိုရင်ပြုနိုင်စွမ်းကြားမိသာဖြစ်ပေတယ်မဟုတ်လားတကားတော့မှန်လားကြောင့်ပါဗျာဤမှန်ပြီလူဤတကူအစွမ်းသည်မြတ်စွာဘုရားကိုရောမြတ်ကြီးဤတကူအစွမ်းငင်စသောပြောဘလော့ဖွဲ့ချီးမွမ်းလော့ဖွဲ့မဟုတ်ချေဘဝပေါင်းများစွာကျင့်ကြံအားထုတ်တော်မူခဲ့သော မြတ်စွာဘုရားဤတကုအစွမ်းကတူနိုင်ဖွဲ့မရှိကြတကားတော့မုံငင်းစီတယ်လို့ပရိခေယရှစ်ပါးနဲ့တကွာလွတ်လပ်စွာဇင်းကျဉ်ကြွနိုင်သည့်ဟူကြီးမှာမန်ပြောင်းတာရကနဲ့နိုင်စာကြီးလွင် မဖြစ်နိုင်စရာမရှိပေတကားတော့မှန်လားပါဘုရားအရှင်ဘုရား၏လက်တွေ့တာရကမှာရှင်းလင်းလာကြောင်းပါဘုရားတာမကြီးဖေယားကလီစာစွာရှုတ်ထားလိသည် ။ညီလာခံသဘင်ရှိမင်းနှုံမင်းတရားကြီးနေတကွာမိုးမအပေါင်းကိုဒီလေတင်ကစားဆရာတော်ကြီးဤဖြေချပုံကို များစွာပဲနှစ်ထောင်အားရချီးငွမ်းကြလေသည်။ဘုံမင်းလေးကဒါပါပဲကျေးဇူးတင်ပါတယ်။